မန်ချက်စတာယူနိုက်တက်ရဲ့ကြောင့်တိုက်စစ်ပြင်းထန်တဲ့ဖြစ်တဲ့ Vitakyo Crest, Hugo Akitido နဲ့ပတ်သက်ပြီးရောနောက်ဆုံးပြထားတဲ့ကြောင့်သတင်းလေး Andre Onana နဲ့ပတ်သက်တဲ့သတင်းပြီးရောကြောင့် Alejandro Garnacho နဲ့ Christopher Angulo တို့ရဲ့ကြောင့်အလဲအလဲကိစ္စဒါတွေကိုဒီဗီဒီယိုမှာဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာဖီဗာကလပ်ဝေါ်ကမှာဘောလုံးပွဲတွေကိုလိုက်ပါစီနီယာခန်းစားဖို့ရအတွက် စိတ်ချရတဲ့ website တစ်ခုရှာနေရဆိုရင်တော့ Melbourne ရှိပါတယ်။ Melbourne ဆိုလို့ရှိရင် one is bad လို့ပဲကိုယ်တိုင်အကောင့်ဖွင့်ကိုယ်တိုင်ငွေသွင်းငွေထုတ်ပြုလုပ်နိုင်တာဖြစ်ပြီးတော့အကောင့်ဖွင့်မယ်ဆိုလို့ရှိရင် promo code 9 unit တန်းတန်းကိုအသုံးပြုပြီးတော့100% bonus ကိုလည်းရယူနိုင်ပါပြီ။အသေးစိတ်ကိုတော့ကျွန်တော် first comment မှာချပေးထားတယ်။ Telegram channel နဲ့ Fiber number တရနေပြီးတော့ဆက်သွယ်ဆုံးလည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။အားလုံးမင်္ဂလာပါတိုင်းနယ်မြန်မာ YouTube channel နဲ့နေပြီးတော့အားလုံးကိုကြိုဆိုပါရစေ။ဒီနေ့25ရက်နေ့ရဲ့ Manchester United အဆုံးရအကြောင်းရှိတဲ့တင်းတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်။ဆိုတော့ Brian Avon နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည့်ကြေကန်လန်းထားတယ်ဒါပေမဲ့ထပ်ပြီးတော့ကျွန်တော်ထူးခြားခြင်းမရှိသေးပါဘူး။ထူးခြားရရင်ကျွန်တော်ဗီဒီယိုကျွန်တော်လုပ်ပြီးတော့ကျွန်တော်တင်ပေးပါမယ်။ဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီ Your Quest နဲ့ပတ်သက်ပြီးကျွန်တော်စပြီးတော့ကျွန်တော်ပြောပါမယ်။ဆိုတော့ Beta Your Quest ကကျွန်တော်တို့ဒီအသင်းရဲ့တိုက်စစ်ပြင်းမှတ်တွေထဲမှာတို့ရှင်တယောက်အပါအဝင်ကျွန်တော်ဖြစ်တယ်။ဆိုတော့အသင်းရဲ့တိုက်စစ်ပြင်းမှတ်ကကျွန်တော်နှစ်ယောက်ရှိတဲ့ AKTK ရဲ့ Your Quest ကနှစ်ယောက်ရှိတဲ့အင်းဒီသားမှာကျွန်တော်ဒီ Your Quest နဲ့ Engine Factor ပြီးတော့ပြီးတော့မှကျွန်တော် AKTK ဆိုတဲ့ပုံစံမျိုးပေါ့နော်။ဆိုတော့ အဲဒီဘာနော်အတင်းကကျွန်တော်ဦးစားပေးဂျိုးပန်းနာကဆိုဘယ်သူဖြစ်မလဲဆိုတာတော့အဲဒီပြောရတော့တော်တော်ခက်တယ်ဘာလို့ဆိုတော့ Yorkress ကိုအဲဒီဘာနော်အတင်းဘက်ကကျွန်တော်အရင်လိုက်တာ Yorkress နဲ့ဒီ Yorkress ကသူ့ရဲ့ဒီဘယ်လိုပြောရမလဲ priority ဘာနော်သူ့ရဲ့ကျွန်တော်ဦးစားပေး club ဒီ Arsenal ဖြစ်တယ်ဆိုတော့ပုံစံမျိုးကျွန်တော်သတင်းထွက်ပြီးမှ Academy နဲ့ပတ်သက်ပြီးတော့ကျွန်တော်တောက်လျှောက်သတင်းထွက်လာတာဒီလိုပုံစံမျိုးဆိုတော့ ကျွန်တော်တို့အခုလက်ရှိကဘာလို့မှမခေါ်ရသေးဘူးဆိုတော့ကျွန်တော်ဆရာအောင်လုံးစောင့်ကြည့်တင်းနေခြင်းလည်းမျိုးမှရှိပါတယ်။ကျွန်တော်လက်ရှိကကျွန်တော်အသင်းနဲ့တရိပ်ထွက်လာတာမဟုတ်ဘဲနဲ့အဲသူတို့ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးရောအဲဒီဘာနော်ယောကရက်ဆိုလို့ရှိရင်လည်းသူဥက္ကဋ္ဌကိုသူပြောထားတာရှိရယ်စပိုတင်ဥက္ကဋ္ဌပေါ့နော်။ IGDK ဆိုလို့ရှိရင်လည်းသူရဲ့အပြောင်းအရွှေ့ကကျွန်တော်ဒီဘာဘူးနဲ့အဲဒီဆက်ဆက်နေရကြီးရှိရယ်ဒါကြီးကျွန်တော်ဆွေးနွေးကြည့်အောင်ပေါ့နော်။ဆိုတော့ပထမဆုံးဗီတာယောကရက်ကအခုလက်ရှိအပီဆိုမနူတင်ထားပုံရတယ်လို့ရှိရင်ယောကရက်ဒီ သူအနေနဲ့ကျွန်တော်ဒီ personally အရာဒီ sporting ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒီဘာသာကျော် brandas ကိုသူ့ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့သူအဲဒီဘာသာပြောဆိုထားတာကျွန်တော်ရှိတယ်အတိပေးထားတာကျွန်တော်ရှိတယ်သူအနေနဲ့ဒီ club မှာသူလုံးဝထပ်ပြီးတော့သူကစားခြင်းတာလို့သူလုံးဝမရှိတော့ဘူးဆိုတော့အဲသူအနေနဲ့ကျွန်တော်ဒီ chapter အသစ်ဒီဘာသာနောက်ထပ်ကျွန်တော်ခြေလက်အသစ်သူစခြင်းနဲ့လက်ရှိကျွန်တော်ဒီအသင်းပေါ်မှာဒီလိုမျိုးကျွန်တော်တို့ဒီဆုတ်ဖြတ်ရတာကလည်းသူ့ဘရတော်တော်လေးခံစားရတယ်ကြေကွဲရတယ်ပေါ့နော်ဆိုတော့ဒါမှမဟုတ်လည်းပဲသူအနေနဲ့ chapter အသစ်ဒီကောနော်တကယ်ကျွန်တော်ဒီ လမ်းတွေကိုသူဖောက်ချင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့လာမယ့်ရာဒီမှာစကိုတင်းတဲ့သူလုံးဝကစားမှာမဟုတ်ဘူးဆိုတော့အဲဒီဒါမဲ့ကျော်အသိဉာဏ် training တွေပါ냐လဲသူစိတ်မှာမဟုတ်ဘူးပါတော့ဆိုတော့ပုံစံမျိုးကျော်ပြောထားတယ်ဆိုတော့ဒါကဒီ portuguese report တစ်ခုဖြစ်တယ်ကျော် ebola ပြ report ကို fabio မလို့ကျော်တင်ထားတာဖြစ်တယ်ဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင် your quest ဒီအသိကိုကျော် push လုပ်နေတဲ့အခြေအနေမျိုးပါအိန္ဒိယမှာဘယ်သင်းကိုပြောင်းမှာမယ်ဘယ်သင်းကိုပြောင်းမှာမယ်ဆိုတဲ့ပုံစံမျိုးလက်လွတ်တာမဟုတ်ဖဲနဲ့သူတို့ကြားမှာကျွန်တော်တို့ gentleman agreement တခုကြောင့်ကိုဒီဘောနော်အာဒီတိုင်မဲ့သွားတဲ့အခြေအနေမျိုးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကကျွန်တော်တိုက်ပွဲဝင်နေရတာဆိုတော့ဒီသူတို့ကြားမှာကျွန်တော်ဒီအရင်ဒီဘောနော်ဒါရိုက်တာနဲ့နော်ဂျူဂိုဗီယာနာနဲ့ဒီဒီဗီဒါဂျိုခက်စင်ကြားထဲမှာကျွန်တော်ဒီဂျန်နမဲဝီမရှိတယ်သူ့ကိုလက်လွတ်မယ်ဆိုလို့ရှိရင် UO 65တန်းလောက်နဲ့လက်လွတ်ရမယ်ဆိုတဲ့အဲဒီဘောနော်ဂျန်နမဲအဂရီမန့်ရှိတယ်ဒါပေမဲ့အဲ့ဒါကိုနောက်အစ်စ်တက်လာတဲ့ဖော်ဘောဒါရိုက်တာကတော့ကျွန်တော်ဒီဘောနော်ဟိုလစ်လူရှုပြီးတော့ အဲဒီဘာလို့သူတို့ယူရိုတန်း80ရမှ Yorkres ကိုရောင်းမယ်ဆိုတဲ့ပုံစံမျိုးတော့အထုတ်ပြောလာတာဆိုတော့ Yorkres နဲ့သူ့ရဲ့ agent ဖြစ်သူတွေကဒီအနေနဲ့ပတ်သက်ပြီးတော့ကင်တည်တယ်အခုလက်ရှိဒီဘာလို့ Yorkres ကိုတိုင်ကဒီ Sporting ရဲ့ကျွန်တော်ဒီဥပထကိုတက်ပြီးတော့ပါကျွန်တော်တို့ဒီဆန္ဒပြနေတဲ့ပုံစံမျိုးပါเนาะဆိုတော့ဒီလိုပုံစံမျိုးတွေကျွန်တော်ရင်းနေရတာဆိုတော့ Yorkres နဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်တို့အဲဒီအပြောင်းရွှေ့ဖြစ်ဖို့ကတော်တော်လေးကျွန်တော်ခင်းရင်းနိုင်တယ်ဘာလို့ဆိုတော့အခုလက်ရှိ Arsenal ဆိုလဲသူ့ကိုကျွန်တော်ဦးစားပေးမဟုတ်ဘူး Benjamin Sesko ကဦးစားပေးဖြစ်တယ်ဆိုတော့ အဲဒီကြောင့်မို့သူအာဆင်နယ်ဘလောက်ပဲသူဦးစားပေးပါရင်တော့ပြောဘန်ဂျမင်ဆက်စကိုမရမှသာအာဆင်နယ်ကယော့ကက်စ်ကိုခေါ်မှာဖြစ်တယ်။ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ကတော့ဘသူဦးစားပေးဆိုတာမျိုးကြော်သင်းထွက်တာမျိုးမရှိဘူး။ဒါပေမဲ့တကြတဲ့ခုကယော့ကက်စ်ကိုအရင်ဆပ်ပြီးတော့ကျွန်တော်တိုက်စစ်မှုများမှာနဲ့အတန်ထွက်လာတာပြီးမှအက်ကီတီကေဆိုတာလာတာ။ကြော့ဒီအချက်မြင့်အပြင်ယော့ကက်စ်ဒီရက်တဲ့ဦးစားပေးလို့ကျွန်တော်ပြောလို့ရတယ်။ဒါပေမဲ့ကစားသမားဖြစ်သူကရက်တဲ့ကိုတော့ကျွန်တော်တို့ဒီ no ဆိုပြီးတော့ညှင်းလိုက်တာမျိုးမဟုတ်ဘဲနဲ့အာဆင်နယ်ဒီသူ့ရဲ့ဦးစားပေးဖြစ်တဲ့ဆိုတဲ့ပုံစံမျိုး ပြောလိုက်ပြီးကလေးကအကီဒီနင်းပတ်သက်ပြီးတော့ကျွန်တော်တင်ထွက်လာတဲ့ချင်းနေမျိုးဆိုတော့အဲယူနိုက်တက်ပါတယ်ကျွန်တော်ညွန်လင်းခွေးတော့ကျွန်တော်ရှိနေသေးတယ်။ဒီကြားတစ်ခုကအာဆင်နယ်ဘန်ဂျမင်ဆက်စကိုကိုရပြီးတော့အဲရခဲ့မယ်ဆိုလို့ရှိရင်ယောခက်စ်ကိုသူခေါ်တော့မှာမဟုတ်ဘူး။ဒီလိုချင်းနေမျိုးဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်မှာ chance ရှိတယ်။ဒါပေမဲ့ကျွန်တော်ဒီအာဆင်နယ်ကကျွန်တော်ဒီဘန်ဂျမင်ဆက်စကိုကိုမရခဲ့ဘူး။ယောခက်စ်ကိုခေါ်မယ်ဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်က no chance ပါ။ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်ပါလေ။ဆိုတော့အဲဒီပေါ့နော်ဒီဗီတာဂီယိုခရက်စ်ကအပြောင်းရွှေ့ဒီကျွန်တော်ဒီအာဆင်နယ်ပေါ်မှာကျွန်တော်တို့အများကြီးမူတည်နေရယ် ဒါပေကျော်သူ့ရဲ့ price tag ပေါ့နော် price tag ကကျော် US 80ဆိုလို့ရှိရင်တော့အသက်28နှစ်အရွယ်ကစားသမားတယောက် US 80ဆိုတဲ့အနေအထားမျိုးကတော်တော်လေးများပါတယ်ဒါပေကျော်ပြောခဲ့သလိုအမြင်နဲ့ပြောသလိုပဲ portugal league ပါ portugal league ဖြစ်တဲ့အတွက်ကြောင့်လို့ဒီဘယ်တော့လက်ရှိကျော်ဒီအဲဒီ league ranking နေအရဆိုလို့ရှိရင်တော်တော်လေးနှိမ့်နေတယ်မှာပါတယ်ဆိုတော့ဒီကြောင့်မလို့ဒင်းဘက်ကကျော်ဒါတွေကိုလည်းထည့်ပြီးတော့တွေးလိမ့်မယ်ဆိုတော့ဒီချက်တွေကြောင့်ဖြစ်တယ်မလို့သူတို့အတွက်တတ်မှတ်ထားတဲ့ကျော်ဒီဘယ်တော့ price tag တစ်ခုအဲအသင်းဘက်ကတတ်မှတ်ထားတဲ့ဟာကြီးကစားသမားဆိုလို့ရှိရင်ဘယ်လောက်ပဲတန်နေဆိုတာမျိုး တက်မှတ်ထားတာကျွန်တော်ရှိမှာပဲအဲ့ထက်ပိုပြီးတော့ပေးသွားဖို့မရှိတော့ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော် Chris Buck ကတော့ကျွန်တော် Euro 65တန်း80လောက်နဲ့ထွက်ရရေးအတွက်သူလက်ရှိကျွန်တော်ဒီအစကိုတင်းမှာသူတိုက်ပွဲဝင်နေတဲ့အချိန်တွေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဘယ်အသင်းကိုရောက်တာမယ်ဆိုတော့ကျွန်တော်ဆက်ပြေးဆောင်ရှိရမယ်ပြောင်းရွှေ့က Arsenal ဘုံမှာကျွန်တော်အများကြီးဟိုတည်နေတဲ့အချိန်တွေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ activity နဲ့ပတ်သက်ပြီးတော့เนาะ activity နဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်တို့ဒီဘယ်တော့လက်ရှိသူကိုကျွန်တော်လိုက်နေတဲ့အထဲမှာ United ပါတယ် Chelsea ပါတယ် Liverpool ပါတယ်ဆိုတော့ လီဗာပူးရဲ့လက်ရှိအခြေအနေကိုကျွန်တော်ပြောအောင်ဆိုတော့လီဗာပူးကကျွန်တော်တိုက်စစ်မှာတာဝန်ရင်းနှီးစကူရောင်းဖို့လုပ်နေတယ်။ဒီနေရာမှာကျွန်တော်နာပိုလီကတာဝန်ရင်းနှီးစပတ်သက်ပြီးတော့ကျွန်တော်ပုဂ္ဂိုလ်ဆိုင်သဘောတူညီမှုကကျွန်တော်ရပြီးတော့ပြီဆိုတော့လီဗာပူးနဲ့ကျွန်တော်ကောင်းရွှေ့ချီတင်နေတယ်အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်တာဝန်ရင်းနှီးစကကျွန်တော်ထွက်မှာဆိုတော့ဒီတဲ့ကြောင့်လို့တာဝန်ရင်းနှီးစထွက်မယ်ဆိုလို့ရှိရင်တို့ကတေချာပါ AKDK ကိုကျွန်တော်လှည့်လာတော့မှာဆိုတော့ AKDK ကိုတိုက်တဲ့ထဲမှာကျွန်တော်လီဗာပူး Chelsea Manchester United နဲ့ဆိုလို့ရှိရင်ကိုရီတင်ရနောက်ဆုံးပါပဲဘာလို့ဆိုတော့လီဗာပူးလို့အသင်းမျိုးအဖလက်ရှိကျွန်တော်တကယ်အကောင်းဆုံးကစားသမားတွေကိုအားပြေထားတဲ့အသင်းမျိုး Florian Wiss တို့အားဖြစ်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ Milos Karkas တို့ပြီးလို့ရှိရင်ကျွန်တော်ဒီ Jeremy Frame ပေါင်းတို့နော်တကယ်တကယ် great great တွေပဲကျွန်တော်အားဖြစ်ထားတဲ့အဲဒီပေါ့နော်ကျွန်တော်ဒီအဲမနေ့ကမှပုံပုံလေးကျွန်တော်ပေးမရလေးရထားတယ်အသေးမျိုးပေါ့နော်ဒီလိုအသေးမျိုးကိုကျွန်တော် AKDK ပြောင်းချင်ပါတယ်ဆိုတော့ဒီတကြောင်မလို့ဒီ Liverpool ဝင်လာမယ်ဆိုရင်ကျွန်တော်တို့ Manchester United တော်တော်ခင်းသွားနိုင်မယ်ဆိုရင်ဖြစ်တယ်ဒါပြင်တော့ Chelsea လည်းရှိနေတယ်ချက်စီးဆိုလို့ရှိရင်လည်းကိုထက်အများကြီးချင်ချင်ကောင်းနေတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေတာဖြစ်တဲ့ကြောင်မလို့ ဒီ activity ရဲ့အပြောင်းအရွှေ့ကကျွန်တော်တို့ဒီ you tan 100ဆိုတဲ့ပမာဏကိုကျွန်တော်တတ်နိုင်တယ်ဆိုလို့ရှိရင်တော့မအပြောင်းရွှေ့ဖြစ်ဖို့ကတော်တော်လေးမလွယ်တဲ့ကိစ္စမျိုးကျွန်တော်ဖြစ်လာနေတယ်။လက်ရှိကျွန်တော် Liverpool ဘက်ကဒါဝင် Nunes ကိုသူတို့ရောင်းချတာကအအဆင်ပြေသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့မျောလင်းချက်ကတော်တော်လေးတော်တော်လေးကိုမိန်သွားမယ်ဆိုပြီးမှရှိရယ်။တိုက်စစ်မှုတာဂတ်က2ယောက်ပဲရှိရယ်။2ယောက်စလုံးကလည်းကျွန်တော်သူများအသင်းရဲ့အခြေအနေတွေကိုပုံမှန်ကျွန်တော်အများကြီးမူတည်နေရယ်ပေါ့နော်။ဆိုတော့ အဲဒါရောကျွန်တော်တို့ဆက်ပြီးတော့ကြောင်းစောင့်ကြည့်ရအောင်မယ် Chelsea ကတော့ကျွန်တော်တို့ဒီ aggregate ပတ်သက်ပြီးတော့အရင် push လုပ်နေရမယ်သူတို့မရှိသေးသူတို့အဓိကကျွန်တော်တို့ winger ကိုကျွန်တော်တို့အဓိကခေါ်နေရပါတော့ဆိုတော့ winger နဲ့ပတ်သက်ပြီးသူတို့ပြီးမှသာတိုက်စစ်မှုဘက်ကိုကျွန်တော်လှည့်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပါတော့ဆိုတော့သူတို့မှလည်း Gilep ခေါ်ပြီးသားဆိုတော့အဲဒီပေါ့နော်အရင်ဂျော်ပန်နဲ့ဖြစ်စီရလိုတဲ့ချိန်မှာရှိမယ်ပေါ့နော်ဆိုတော့ Chelsea ကတော့ကျွန်တော်အနည်းငယ်များကျွန်တော်အရင်ကြောက်ဆံလို့ဒါပေမဲ့ Liverpool က Downness ကိုကျွန်တော်ရောင်းပြီးသွားပြီဆိုလို့ရှိရင် aggregate ကိုတေချာပေါ့လှည့်လာလိမ့်မယ် ပုံစံမျိုးမှာကျွန်တော်ရှိနေတဲ့လက်ရှိ Florian Blatmash ကိုပြောထားတဲ့ပုံစံအရဆိုလို့ရှိရင်လည်းအဲတော်လေးကျွန်တော် Academy ကိုအဲဒီဘာလို့လဲဘောက်ဘက်ကတော့စိတ်ဝင်စားနေတဲ့အခြေအနေမျိုးမှာရှိရဲဆိုတော့ Academy နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ United အဲပြည်သက်တွေနေနဲ့စောင့်ကြည့်ရမယ့်အခြေအနေမှာရှိရဲတိုက်စစ်မှု2ရက်စလုံးမှာ2ရက်စလုံးကအခြားအသင်းတွေရဲ့အခြေအနေပေါ်မှာအများကြီးမုန်းတည်နေပါတယ်ဆိုတော့အခုကျွန်တော်တို့ဒီကိုသမားပေါ့နော်ကိုသမား Andre Onana ပတ်သက်ပြီးတော့ကျွန်တော်တို့အဲဒီကျွန်တော်ကိုရန်နဲ့ကျွန်တော်ဒီရှေ့ရမှုမှာကျွန်တော်ပြောတယ်မူနာကိုနဲ့ဦးနာနာကမဟုတ်ဘူးဆိုတဲ့ဟာကိုဒါပေမဲ့လည်း တောက်လျှောက်ကျွန်တော်ဒီ Twitter ပေါ်မှာ report တွေတောက်လျှောက် rumors တချို့ကျွန်တော်တွေ့နေရတယ်ဒီဘာနော်ကျွန်တော်ဒီကုသမားကိုကျွန်တော်အတင်းရဲ့ပြစ်သက်တွေရလေကျွန်တော်ရောင်းညင်ရတယ်ဗျာဒီလားရောင်းညင်ကြတာဆိုတော့ဒီသတင်းကိုကျွန်တော်ယုံနေဆိုတာမဆန်းဒါမဲ့အဲဒီလက်ရှိကျွန်တော်တကယ် report အမှန်ကမိုနာကို ਨੇ အဲမိုနာကိုဘက်ကကုသမားတို့ရာမှန်နေဒါမဲ့အိုနာနာနဲ့ပတ်သက်ပြီးရောဒီမိုနာကိုဘက်ကကဒါနမားကိုရောအတင်းကိုရောကျွန်တော်ချိန်ဆက်လာနိုင်လို့ဒီတော့မှကျွန်တော်ရှိမလားဆိုတော့အန်ရီအိုနာနာနဲ့မိုနာကမိုနာကိုဆိုတာကကျွန်တော်လက်ရှိမိထန်လို့ရရနေသားမှာကျွန်တော်ရှိနေတော့မယ် ။အဲ့ရှိကျောဂိုးသမားအရှင်တွေကြည့်မယ်ဆိုလို့ရှိရင်ကျောမာဒီနက်စ်နဲ့တရင်ထွက်တာလေ။ဒါကတော့အမှန်ပဲ။ဒါပေမဲ့ကျောအန်ဒရီအိုနာနာကိုကျောဒီမထုတ်နိုင်ဘူးဆိုလို့ရှိရင်မာဒီနက်စ်ကတော့ရောက်လာဖို့မရှိဘူး။ဒါကဂိုးသမားရဲ့လောကကျောအချင်းချင်းအမှန်ပဲ။ကျောအန်ဒရီအိုနာနာနဲ့ပတ်သက်ပြီးအတင်းမကမယောင်းလို့လည်းပြောထားဘူး။ရောင်းမယ်လို့လည်းကျောပြောမထားဘူး။အတင်းမှာရှိလေဖြစ်စမရှိလေဖြစ်တဲ့ဆိုရပုံမှန်မျိုးကျွန်တော်ဖြစ်နေတာဆိုတော့ရကြောင်းမလို့အန်ဒရိုနန်နဲ့ပတ်သက်ပြီးတော့တကယ်ကောင်းတဲ့ကံလမ်းလို့ဆိုကျွန်တော်ရလာလို့ရှိရင်အတင်းဘက်ကလက်လွတ်သွားလောက်မယ်လို့ထင်တယ်အဲ့လိုလွတ်လွတ်နိုင်မှသာကျွန်တော်တို့ အဲပြောပြောနေတဲ့အင်မီမာလီနဲ့ဆိုတခြားတော့ကျွန်တော်ကိုသမားနေကျွန်တော်ရောက်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်အဲဆိုတော့အလီဘယင်းနာကကျွန်တော်တို့ထပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအယန်ကိုသမန်တရားလာလို့ခေါ်မယ်အယန်ကိုသမန်နေရာမှာတော့အီမီမာလီနက်ဖြစ်ဖို့ကရန်ငိုင်းတော့အယန်နေပါတယ်ဆိုတော့ဒီတကြောင်မလို့အိုနာနာရဲ့အထွက်ကကျွန်တော်တို့ဒီဘနာအတင်းဘက်ကကျွန်တော်တို့ဘာမှဆုံးခဲ့တာကမရှိဘူးဘာမှဖြစ်သူကလည်းပြောင်းမယ်ပြောင်းပြောထားတာလည်းမရှိဘူးဆိုတော့ကံလမ်းမှုရှိလာမှသာအတင်းဘက်လည်းလုံးမယ်အခြေအနေမျိုးပါဆိုတော့ဒါကအိုနာနာရဲ့အခြေအနေကြောင့်ဖြစ်ပါတယ်ဆိုတော့ကာနာချူနဲ့အန်ဂူဂူကိစ္စ အဲ့ဒါကကျွန်တော်တို့ဒီအဲဒီလူလက်ရှိကျွန်တော်တို့ဒီဆိုရှယ်မီဒီယာမှာကျွန်တော်တို့ပြောနေကြတာကဒီနည်းအကိုကျွန်တော်တို့ swap ဒီပုံစံမျိုးမြင်ရမလားပေါ့နော်ကျွန်တော်တို့ဒီကားသမားအလဲလေလောက်တာပဒယ်လဲတာဒါမှမဟုတ်ကျွန်တော်အလိုက်နည်းနည်းပေးတာတို့နော်အလိုက်နည်းနည်းပေးတာဒါမှမဟုတ်ကျွန်တော်ဒီ Chelsea ဘက်ကအလိုက်နည်းနည်းပေးတာကိုသိမ်းမကလည်းနေပဲဒါဒီကိုကျွန်တော်တို့လူလက်ရှိကျွန်တော်ဒီမူမစီတချောက်တုံထွက်နေတဲ့အပေါ်မှာ room manager ရှင်းထားတာကျွန်တော်ရှိတယ်တဒီပြောင်းရွှေ့ကကျွန်တော်တို့အပိကေကျွန်တော် January transfer ကကျွန်တော်စပြီးတော့ဥတည်တာလေ ဒီကကျွန်တော်ပါလဲဆိုလို့ရှိရင် Chelsea ဘက်ကအဲဒီသူတို့ကျွန်တော်ဒီကာနာဂျိုကိုသူတို့လိုချင်တယ်။တော့ Chelsea ရဲ့ Chelsea မှာဆိုလို့ရှိရင်ပွဲကစားပွဲတည်ကြမယ်မရရမရတဲ့ Chris Wood အန်ဂူဂူကလည်းကျွန်တော်ဒီအသင်းကနေတော့ထွက်ချင်တယ်။ဆိုတော့ဒီလိုရင်သားမျိုးမှာ Swap D ဆိုတဲ့တရင်မျိုးတွေကျွန်တော်ထွက်ဖို့လာတာ။တော့အဲ့တော့ကလည်းကျွန်တော် Manchester United ဘက်ကအန်ဂူဂူကိုအဲသဘောကျတယ်။သဘောကျတယ်ဒါပေမဲ့အဲဒီပြီးတော့ Chelsea ဘက်ကလည်းကာနာဂျိုကျွန်တော်သဘောကျတယ်။ဒီလိုရင်သားမျိုးမှာပြောင်းရွှေ့တဲ့တရင်တွေကကျွန်တော်ထွက်ပေါ်လာတယ်။ အဲဒါပေမဲ့လည်းပဲရိုမန်နိုရဲ့ကြော်ခေါ်ပြချက်မှာဆိုလို့ရှိရင်ဒီအပြောင်းရွှေ့ကလုံးဝဟိုဖြစ်လာနိုင်ပွဲကတော်တော်လေးပေါ့နေပြီးတော့ဒီလက်ရှိချိန်ဒီမှာဆိုလို့ရှိရင်အတင်းအတင်းကြားမှာဒီကစားသမား2ယောက်ရဲ့ဒီ swap ဒီကိစ္စအဲပြောင်းရွှေ့ပေါ့နော်ဒီပြောင်းရွှေ့ကိစ္စအတွက်ဘာမှကြော်ဆွေးနွေးနေတာမျိုးအဲစကားပြောနေရမျိုးဘာမှမရှိဘူးဆိုတော့ဒီတက်ချောင်းမျိုးဒီပြောင်းရွှေ့ကမေးလိုက်လို့ရတယ်ဆိုတော့ပုံမှန်လို့ကျွန်တော်တို့ဖြစ်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ပူနေညာမလို့ကျွန်တော် Christopher Agugu ကိုကျွန်တော်တို့ခေါ်မှလည်းမဟုတ်ဘူးဘယ်နေရာမှာကျွန်တော်တို့သွားတော့မလဲစဉ်းစားကြည့်ပါ ်ဘယ်နေရာမှာမှကျွန်တော်တုံးမှုမရဘူးလက်ရှိအသင်းကတိုက်စစ်မှုတိုးနေတာလည်းမှန်တယ်ဆိုတော့ပြောင်းရွှေ့ပြောရမယ်ဆိုလို့ရှိရင် scenario ကအဲတော်တော်လေးကျွန်တော်ဒီပါနော်အဲတူနေတဲ့ခြေနေမျိုးသူတို့ကလည်းကျွန်တော်ဝင်ကားလိုနေတယ် Chelsea ကဝင်ကားလိုနေတယ် Korea တိုက်စစ်မှုလိုနေတယ်ဒီလိုခြေနေမျိုးမှာအဲကိုရီစီမာကာနာချိုရှိတယ်သူတို့စီမာအန်ဂူဂူရှိတယ်ဆိုတော့ဒီလိုပုံစံမျိုးဆိုတော့အဲဒီပါနော် scenario ကကျွန်တော်တော့ကိုက်နေတာဆိုတော့ဒီကြောင့်မလို့လည်းတတင်းကပို့ပြီးတော့ကျွန်တော် hotline လို့ကျွန်တော်ထင်တယ်ဆိုတော့အရှိဘုမနုကျွန်တော် confirm ထားတာကဒီနေ့ရက်နဲ့ပတ်သက်ပြီးတော့ swap ပြီးပဲဖြစ်ဖြစ်အပြောင်းရှိပဲဖြစ်ဖြစ်ဘာမှမကျွန်တော်တို့ အဲဒီတရင်ကတော့ထွက်လာတာမျိုးကျွန်တော်မရှိပါဘူးဆိုတော့ Chelsea အနေနဲ့သူတို့ဝင်းကားလုံနေတာတော့မှန်တယ်ဒါပေမဲ့အခုလက်ရှိ Dortmund ရဲ့ကီတန်ကိုသူတို့ခေါ်ဖို့အတူဒီစားလေးကိုကျွန်တော် push လုပ်ပြီးတော့ကျွန်တော်ကြိုးပမ်းနေရဆိုတွေ့ရတယ်ဆိုတော့ကီတန်ရောက်လိမ့်မယ်ထင်တယ်ဆိုတော့အဲဒီကီတန်နဲ့လည်းကျွန်တော်တို့အဲဒီပုပ်ဝေဆိုင်တဲ့ဘောတူညုံကြီးပါကျွန်တော်ရထားပြီးသားဆိုတော့ကြောင်းရှိကကျွန်တော်ဖြစ်ဖို့များတယ်ဆိုတော့ဒီတော့ကြောင်းမလို့အဲဒီတောင်မန်နေရာအဖြစ်မှုမှာကာနာဂျိုကတော့ကျွန်တော်တို့မဖြစ်နိုင်တော့လို့ကျန်ကာနာဂျိုမဖြစ်နိုင်ဆိုရင်အန်ကိုကိုကလည်းကျွန်တော်ရောက်လာဖို့မရှိတော့ဘူးကျွန်တော်ကတော့ ထင်ပါတယ်ဆိုတော့ဒါကတော့ဒီနေ့ရခါနဲ့ Manchester United လက်ရဲ့တောင်းရှိသင်းတွေဖြစ်ပါတယ်ဆိုတော့ brother တို့လည်းကျွန်တော်ဒီစိတ်ဝင်စားတဲ့ issue လည်းပါသွားနိုင်မယ်လို့ထင်ပါတယ်ဆိုတော့ channel ကို subscribe လုပ်ဆိုဆိုရင် subscribe လုပ်ပေးထားကြပါအလုံးတောင်းဆိုပါတယ်ဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးတော့ကြပါကြည့်ရှု update လို့ရတဲ့ဒီနေ့များတင်ပါတယ်နောက်ပြီးပြပါမယ်အားလုံးကြည့်ကြပါခင်ဗျာ